ကောင်မလေးရေချိုးနေတဲ့အချိန်မှာတော့ CCTV တွေကနေအမေးအောင်မျက်နှာဖုံးတက်ထားတဲ့လူတယောက်ကရေချိုးခန်းဘက်ကိုတဖြည်းဖြည်းလျှောက်လာတာကိုတွေ့ရပါတယ်။ကန်ဆိုးကျွန်တော်အတွေ့ရဲ့ဖုန်းကအခုချိန်မှာဖုန်းအားကုန်ပြီးတော့ဆက်ပိတ်လို့သွားပါတယ်။အချိန်ဒီမကောင်းတာကြောင့်ကောင်မလေးဟာတက္ကနာကိုအမြန်ရောက်လာပြီးတော့တောက်ခတ်လိုက်ပါတယ်။သူကအင်္ဂန်းကိုပြန်ပြီးတော့ဖုန်းအားသွင်းတဲ့အချိန်မှာအမေးအောင်အင်ဂျင်ဝေထားတဲ့လူစုကပြတင်းမော့အပြင်မှာရက်ပြီးတော့သူ့ကိုစိုက်ကြည့်လို့နေပါတယ်။ကောင်မလေးလည်းလမ်းသွားခဲ့ပြီးတော့ကန်ကောင်းတာတစ်ခုကတော့ပြတင်းမော့ရဲ့မှန်ကအပြင်ကနေကြည့်ရင်မမြင်ရလို့ကောင်မလေးဟာသူ့ရဲ့အရှိမရှိနေတဲ့ဆိုတော့ကိုတော့လူစုကမသိပါဘူး။ အိမ်ခန်းရှိကနေထွက်သွားခဲ့ပြီးတော့လူစိုးကဗီလာရဲ့အနောက်ဘက် channel ကိုသွားနေပါတယ်။ကော်မာလီကလည်းကြောက်လာပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့အနောက်ခန်းတကားတွေကိုသူအကုန်မပေးရသေးလို့ပါ။သူပိတ်လိုက်တာနဲ့လူစိုးကရောက်လာတာဖြစ်ပြီးတော့လူစိုးဟာတကားကိုဖွင့်ကြည့်တော့တောက်ခတ်ထားမှန်းသိလိုက်ရပါတယ်။သူ့ကိုဗီလာပိုင်ရှင်ကသတိထားမိသွားတာလားဆိုပြီးတော့မှန်တွေကနေအထဲကိုချောင်းကြည့်နေပါတယ်။ကမာလီကလူစိုးကိုတရီထားမိသွားမှဆိုတာကြောင့်ပဲနေရံမှာကပ်ပြီးတော့အတန်လည်းမထွက်ရဲပါဘူးလူစိုးပျောက်သွားတဲ့အချိန်မှာကမာလီဟာပထမအထက်ရဲ့မြေရောက်ခန်းတွေကိုပြေးသွားပြီးတော့တကားကိုခတ်လိုက်ပါတယ် ဲ့နောက်မှာတော့အိတ်ခမ်းလေးကိုပြန်သွားပြီးတော့ဖုံးအားတွင်းနေပြီးဆက်ပြန်ဝင်လာတဲ့အခါမှာတော့လူစိုးဟာဗီလာကနေထွက်မသွားသေးမှန်းသိလိုက်ရပါတယ်။သူကတခြားဝင်မောက်ကိုပတ်ရှာနေတာဖြစ်ပြီးတော့အချိန်ဆွဲနေရင်လေပြဿနာကိုဖြေရှင်းမှမဟုတ်တာကြောင့်ပဲရဲတိုင်မှုတွေဖုံးဆက်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဖုန်းလိုင်းကလည်းမမိပြန်ပါဘူး။လူစုကဗီလာကိုရောက်လာတဲ့နေ့ကောင်မလေးကိုရဲတန်းလို့မြောင်အင်တာနက်ဖုန်းလိုင်းတွေအားလုံးကိုဖျက်ဆီးထားတာဖြစ်ပြီးအခုချိန်မှာကောင်မလေးဟာလောင်အင်းလေးကငှက်လေးတစ်ကောင်လိုပါပဲဗီလာထဲမှာအပိတ်ခံနေရတာပါ အဲ့လိုနဲ့လူစုဟာနီလမ်းမျိုးမျိုးနဲ့ဝင်လာမှတေချာနေတဲ့အခါမှာကောင်မလေးကအပြင်ကိုကြည့်ပြီးတော့အရန်ကိုစိုးရိမ်နေပါတယ်သူခေါမောင်းလိုက်တဲ့အခါမှာတော့ခေါမိုးပေါ်မှာရှိတဲ့မိသက်အချက်ပေးဆက်ကိုတွေ့လိုက်ရပြီဒါအခုချိန်မှာအကောင်းဆုံးအခွင့်အရေးတစ်ခုပဲဖြစ်နေပါဗျ။အဲဒီဆက်ကိုတုံးချပြီးတော့မှမိသက်သမားတွေကိုခေါ်နိုင်ရင်သူလွတ်ပြီးဖြစ်ပြီးအဲ့တော့သူဟာမိဖို့ကြောင့်နဲ့သွားပြီးတော့ gas မိဖို့ကိုဖွင့်ဖို့လုပ်ပါတယ်။ကောင်မလေးကဝယ်ပေးစားနေကြဆိုတော့ gas ကလည်းမရှိပြန်ပါဘူး။ကံကောင်းကျင်တော့ဇပွဲခေါမောင်းမှာမိချစ်လေးတစ်ခုသူကမိညစ်ပြီးတော့အချက်ပေးဆက်နာကိုသွားပြီးတော့ကပ်ပေးလိုက်ပါတယ်။ ။ကံကောင်းကျွန်တော်အချက်ပေးဆက်ကအတန်မီလာခဲ့ပြီးတော့ကောင်မလေးဟာဝမ်းသာအားရနဲ့ပြတင်းပေါက်ကနေလူစိုးကိုချောင်းကြီးလိုက်ပါတယ်။လူစိုးကတော့ထမပြေတဲ့ပြင်သူ့ရဲ့အိတ်ထဲကနေ remote တခုထုတ်လိုက်ပါတယ်။ဗီလာဘက်ကို OTP ပြီးတော့ခလုတ်တစ်ချက်နှိမ့်လိုက်တာနဲ့မိသက်အချက်ပေးတဲ့အတန်ကရက်သွားပါတော့တယ်။အဲ့တော့ကောင်မလေးဟာအရန်ကိုကြောက်သွားပြီးလူစုကဂွားနေတော့ကိုဖျက်နေတာဖြစ်ပြီးတော့ကောင်မလေးကတော့တကားရှိမှရက်ပြီးတော့ကြောက်လို့တုံနေပါတော့တယ် ဒါပေမဲ့အပြင်မှာတောထူတဲ့အတန်းဟာထူးထူးဆန်းဆန်းနဲ့ရက်သွားပြီးကောင်မလေးကအပေါက်တေးတေးလေးကနေချောင်းကြည့်လိုက်တော့လူစိုးကမရှိတော့ပါဘူးအမှန်တကယ်တော့လူစိုးဟာကောင်မလေးအိမ်ထဲမှာရှိမရှိသိချင်လို့အကွက်ဆင်လိုက်တာပါအခုချိန်မှာကောင်မလေးကဗီလာထဲမှာရှိနေတာထေချာသွားတာကြောင့်ပဲမှန်တကားကိုခွာနေရိုက်နေပြီးတော့လူစိုးဗီလာထဲကိုဝင်လာခါနီးမှာပဲတကားခေါင်းလုံးတန်မြည်လာပါတော့တယ်ကောင်မလေးမှာထားတဲ့အစားအစာကို delivery သမားကလာပို့တာဖြစ်ပြီးတော့အန်ရရှိတဲ့အကြောင်းကို delivery သမားကမသိပါဘူး ကမာလီဟာဒူရီယာထက်ရဲ့ဝရန်တာကိုသွားပြီးတော့ဒလီသမားကိုရဲတံမှုတဲ့အတန်ကျကြီးနဲ့အော်နေခဲ့ပြီးမဲ့အယံကိုဝေးတာကြောင့်ကမာလီရဲ့ဇကားကိုလည်းကောင်းကောင်းမကြားရပြန်ပါဘူး။လူစုကဒလီဗာရီသမားကိုအနောက်ကနေတက်ပစ်လိုက်ပြီးကမာလီလည်းလန့်ပြီးတော့အော်နေပါတယ်။သူသာတခုခုမလုပ်နိုင်ဘူးဆိုရင်သူလည်းအသက်ခံရမှာဖြစ်ပြီးတော့ညဘက်ရောက်လာတဲ့ကမာတော့ကမာလီဗီလာတွေကနေခိုးထွက်လာပြီးတော့ကောင်းမမှုလုပ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ကားဟာဆက်နိုးလို့မရပြန်ပါဘူး။သွားစေကြည့်တဲ့ကမာတော့လူစုကကားဆက်နိုးဖို့အတွက်မီဂျိုးကိုဖြတ်ထားတာပါ။ အခုချိန်မှာတော့လူစုဟာနီနာမကောင်မလေးကိုစိုက်ကြည့်နေတာဖြစ်ပြီးကောင်မလေးကလည်းလန့်ပြီးတော့ဗီလာတဲကိုပြောင်းဝင်သွားပြီးတော့တောက်ခတ်လိုက်ပါတယ်။ကောင်မလေးကအထက်ကနေလူစုကိုမေးပါတယ်။နင်ပါလို့ချင်တာလဲဆိုတော့ငါတို့ညောက်ကြားထဲမှာဗိုင်ယန်ညို့မှလည်းမရှိပါဘူး။ကောင်မလေးကသူ့ကိုလှုပ်ပရင်ပတ်စံပေးမယ်ဆိုပြီးတော့တောင်းဆိုနေပေမဲ့လူစုကတော့သူ့ကိုဘာမှလည်းပြန်မပြောပါဘူး။အဲဒီစားမှန်ပေါ်မှာနင်ဒီနေ့တေကိုတေးရမယ်ဆိုတဲ့စလုံးကိုပဲရင်းနေတာဖြစ်ပြီးတော့လူစုကကက်စမီကိုထုတ်ပြီးတော့တော့ကိုအကြီးပြောင်းလှုပ်တဲ့နေနဲ့တကားဖွင့်ဖို့ကြံနေပါတယ်။ အခန်းထဲကကောင်မလေးကလည်းဓာတ်တက်လက်ကိုခြံပြီးတော့တကားပေါ်မှာလူစိုးကိုစောင့်နေပြီးတကားသာပွင့်သွားခဲ့လို့ရှင်တကားလေးထိုးလို့ရအောင်လို့ပါပဲတကားပွင့်သွားတဲ့ခါမှာတော့ကောင်မလေးကကြောက်ပြီးတော့ခြံထဲကိုပြေးထွက်လာပါတယ်လူစိုးရောက်လာတဲ့ခါမှာတော့ကောင်မလေးကထက်ကိုအောက်မှာပုန်းနေပါတယ်ကောင်မလေးဖီလာနဲ့ပြန်ဝင်သွားတဲ့ခါမှာသူ့ရဲ့ရီစားဟောင်းရောက်လာခဲ့ပြီးတော့သူ့လေးကြောက်လို့တကားလေးတွားဖက်ထားလိုက်ပါတော့တယ်ပြီးရင်ဘာလို့ပေါ်လာရတဲ့အကြောင်းကိုမေးတဲ့ခါမှာအပြင်မှာလူစိုးတယောက်ကိုသူ့ကိုလိုက်တန်နေတဲ့အကြောင်းပြောပြလိုက်ပါတယ် နေမင်းငေါ့ကိုခေါ်တာလေးတဲ့ကောင်းလေးကတော့ကောင်းမလေးကိုတိုင်းသူ့ကိုစားဖို့ပြီးတော့ပြန်တွဲခိုင်းတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲဒါကြောင့်မလို့သူကရောက်လာတာဖြစ်ပြီးဒါပေမဲ့ကောင်းမလေးကိုတိုင်းကစားဖို့မထားပါဘူး။နောက်ပြီးတော့ဗီလာထဲမှာဖုန်းလိုင်းလည်းမရပါဘူး။ပို့ချင်တော့မှပို့လို့မရတာဖြစ်ပြီးသူ့ရဲ့ရည်စားဟောင်းကမျက်နှာမတက်တာတဲ့လူဆိုးဖြစ်နိုင်တဲ့အသည့်ဝင်လာပြီးတော့ဓာတ်နဲ့ချိန်ထားပါတော့တယ်။ကောင်းလေးသူရဲ့နာတိုးလာတဲ့ခါမှာတော့သူဟာဓာတ်နဲ့ကောင်းလေးရဲ့လက်ဖွားကိုချစ်ချလိုက်ပြီးအဲနောက်မှာအပြင်ကိုပြေးသွားခဲ့ပါတယ်။ဖုန်းလိုင်းကိုဘလော့ထားတဲ့ဆန်နာကိုရောက်လာခဲ့ပြီးတော့ပြက်သွားတဲ့ဝါယာကြိုးကိုပြန်ပြီးတော့ပြင်လိုက်ပါတယ်။ သူ့ဖုန်းကိုထုတ်ပြီးတော့လိုင်းရှာနေပါတယ်။လိုင်းရလာတဲ့ခါမှာတော့ဗီလာတွေကိုပြန်ပြေးသွားခဲ့ပြီးတော့တကားကိုပိတ်ခါရဲကိုတိုင်ဖို့လုပ်ပေမဲ့လူစုကတော့သူ့ရဲ့နောက်မှာယုတ်ဒီရဲ့ပေါ်လာပြီးတော့ကော်မာလီဟာဆန့်ကျင်ခြင်းပေမဲ့တွန်းလေးခံလိုက်ရပါတယ်။ဒရုန်းနဲ့အောင်ဖိုက်ကြရင်လည်းကော်မာလီဟာလူစုရဲ့မျက်နှာဖုံးပြုတ်ကျသွားကံပြီးခဲ့ပြီးသူကဂိုရုံထဲကိုပြေးသွားပြီးတော့မှရဲကိုဖုန်းဆက်လိုက်ပါတယ်။ရဲကလည်းအမြဲဆုံး10မိနစ်မှရောက်လာနိုင်မယ်လို့ပြောထားပြီးတော့အဲ့ဒီဒေါ်တင်မှာတော့လုံချုံရင်ကူးဆဲဖို့တဲ့သတိပေးပါတယ်။ကမာလီကအပြင်ကိုထွက်လာပြီးတော့လူစိုးကိုအခန်းထဲကိုတွန်းလိုက်ပြီးအဲ့နောက်မှာတော့တကားကိုတောက်ခတ်လိုက်ပါတယ် ဒါပေမဲ့ဒီလိုလောက်တာကလည်းအကြကြီးမခံမင်းနဲ့ငါးမိနစ်တော့ကြာပြီးရဲ့နောက်မှာတော့လူစိုးကတကားကိုဖြတ်ပြီးတော့ထွက်လာပါတော့တယ်။အရင်မောင်မဲနေတာကြောင့်ပဲလူစိုးဟာကောင်မလေးကိုဂိူးဒီဇိုင်းနဲ့ရှာနေရပြီးတော့ကောင်မလေးကတော့ဓာတ်ကိုခံပြီးတော့လူစိုးရဲ့အနောက်မှာရောက်လာခဲ့ပါတယ်။သူဓာတ်နဲ့ထိုးတော့မဲ့အချိန်မှာသူ့ရဲ့ဖုန်းနဲ့မိလာခဲ့ပြီးရဲဘက်ကလမ်းရှာမတွေ့တာကြောင့်ကောင်မလေးကိုဆက်လာခဲ့တာပါ။သူတို့ခြာနေကြတဲ့အချိန်မှာရဲတွေရောက်လာခဲ့ပြီးတော့လူစိုးကလည်းအချိန်မကောင်းတာကြောင့်ထပ်ပြေးသွားခဲ့ပြီးဒါပေမဲ့သူထပ်ပြေးသွားတဲ့အချိန်မှာလှေကားကနေမတော်တဆပြုတ်ကြပြီးတော့တေဆုံးသွားခဲ့ပါတယ်။ ရဲဘက်ကသူ့ရဲ့မျက်နှာပုံးချွတ်လိုက်တဲ့အခါမှာတော့ကောင်မလေးရဲ့ရည်စားဟောင်းဖြစ်နေပြီးချစ်ခဲ့တဲ့လူကသူ့ကိုလာတက်လိမ့်မယ်လို့လည်းထင်မှတ်ထားခဲ့ပါဘူး။ကောင်မလေးရဲ့ဘေးကတရင်ကြပြီးတော့ရဲစခန်းကနေကောင်မလေးကိုလာပြီးတော့ချုပ်ပါတယ်။ကောင်မလေးရဲ့မိဘကွာရှင်းပြီးတဲ့နောက်မှာသူ့ရဲ့ဘေးဟာအိမ်တော်အစ်တစ်ခုတည်ဆောက်လိုက်တာဖြစ်ပါတယ်။သူတို့နဲ့ရာကဆက်ဆံရေးကလည်းတိတ်အဆင်မပြေသလိုနောက်နေ့မှာကောင်မလေးဟာ CCTV ကအလို့သမားကိုဆက်သွယ်ပြီးတော့ record အားလုံးကိုပို့ပြီးဖို့ပြောပါရယ်။သူ့ရဲ့ဖေကလည်းတောင်းထားတဲ့အကြောင်းအလို့သမားကိုပြောပြလိုက်ပြီးသူ့ရဲ့မိဘတွေကွာရှင်ပြီးကလေးကကောင်မလေးဟာသူ့အမေနဲ့အတူတူနေထိုင်နေခဲ့တာပါ။ ဒါပေမဲ့သူ့ရဲ့ဖေကသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုသူနဲ့သူ့မိကိုမပေးချင်တာဖြစ်ပြီးဒါကြောင့်မလို့ပဲလူဆိုးဟာသူ့ရဲ့ဖေလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ကော်မန်ဒီကတွေးနေပါတော့တယ်။ညာဘက်ကိုရောက်တဲ့အခါမှာတော့သူ့ရဲ့ဖေကိုလာလည်ဖို့ခေါ်လိုက်ပြီးတော့သူ့ဖေကလည်းခါတိုင်းလိုပဲဇပွဲနားကိုရောက်လာခဲ့ပြီးတော့အရက်တစ်ခွက်တောက်လိုက်ပါတယ်။ကော်မန်ဒီကအရက်ထင်းမှာမေးစေးထည့်ထားတဲ့အခါမှာတော့သူ့ဖေတောက်ပြီးတာနဲ့မူးလေးတွားခဲ့ပါတော့တယ်။